တောင်းတက်ထိန်းချုပ်ထားတဲ့မန်တုံမြို့အောင်ချမ်းသာရုပ်ကကိုစစ်ကောင်စီတပ်ကပေါင်900ပုံးနှလုံးကျဲချတိုက်ခိုက်ခဲ့တာကြောင့်ဒေသခံသူတေဆုံးပြီး6ဦးထပ်မံတန်းရာရရှိခဲ့ပါတယ်။မနေ့မေလ10ရက်ည7:00နာရီခွဲဝန်းကျင်မှာစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးအဲ့ဒီတိုက်ခိုက်မှုအတွင်းအောင်ချမ်းသာရုပ်ကကနေအိမ်10လုံးကျော်လဲထိခိုက်ပျက်စီးခဲ့တယ်လို့ဒေသခံသူကရှင်းပြမျိုးပြောပါတယ်။တေဆုံးသောသူဟာအသက်20ဝန်းကျင်အရွယ်ရှိတဲ့မြို့သားသူဖြစ်ပြီး ခိခိုက်ပျက်စီးသွားတဲ့နေအိမ်တွေက6လုံးကတော့လုံးဝပြကျသွားပါတယ်။ဒါ့အပြင်မနေ့မေလ7ရက်ည9နာရီဝန်းကျင်မှာလဲထီယန်ရွေထိန်းချုပ်ထားတဲ့မိုင်းငေါ်မြို့ကိုစစ်ကောင်စီကလေကြောင်းနဲ့နှစ်ကြိမ်ဘုံလေးလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့ပါတယ်။တရုတ်နိုင်ငံကိုမြို့မှာတွေ့ဆုံခဲ့တဲ့စစ်ကောင်စီနဲ့တောင်တက်တွေရဲ့ဆွေးနွေးပွဲပြက်ပြက်ပြီးနောက် စစ်ကောင်စီတပ်ကတောင်တက်ထိန်းချုပ်ထားတဲ့ဒေသတွေကိုလေကြောင်းတိုက်ခိုက်မှုခက်စိတ်စိတ်ပြုလုပ်လာနေတာပဲဖြစ်ပါတယ်။စစ်ကောင်စီတပ်ကအပြည့်အသက်တန်းတလကြာထက်တိုးထားပေမဲ့တော်လိုင်းရဲရာစုတွေထိန်းချုပ်ထားတဲ့ဒေသတွေကိုဘုံကျဲတိုက်ခိုက်တာကတော့ဆက်တိုက်ပဲဖြစ်နေပါတယ်ရှင်။